ဒီလိုဖျားမိလေးတွေအနောက်တိုင်းမှာတော့ခရစ်မတ်မိလေးတွေပေါ့ဗျာဝယ်ထားတာတော့ကြပါပြီအချိန်တော်ကြာသုံးပြီးမိတွေမလန်းတော့တာနဲ့ဒီတိုင်းမှာပြစ်ထားကြတာလဲကြာခဲ့ပါပြီအခုတော့လောက်က နားပြီးပင်စင်ယူထားတော့အားနေတာရဲ့သတင်းကြနာနီလို့သတိရလာတာနဲ့ပြင်ကြည့်ဖို့စိတ်ကူးရလာပါတယ်ဒါကတော့မိမလင်းတော့တဲ့ဖျားမိလေးတွေပါအရင်ကလည်းမိလုံးလေးတွေကွက်ကြားကျွန်းကုန်ကြလို့တခါပြင်သုံးခဲ့ဘူးပါတယ် နောက်တော့တလုံးမမလင်းတော့တာနဲ့ဒီတိုင်းပြစ်ထားခဲ့လိုက်တာပါဒီဖျားမီလေးကလင်းတဲ့ပုံစံရှင်မျိုးနဲ့တက်လက်စီလင်းနေဗျဒီစာရီမှာရေးထားတယ်လို့ပေါ့ဗျာအခုကျွန်တော်စာကစ်ဘူးလေးကိုစပြီးဖွင့်ကြည့်ပါတော့မယ်။နောက်ဖက်ကြိုးတွေထွက်တဲ့ဘက်မှာအုပ်ထားတဲ့ကာပါလေးကိုအရင်ဖွင့်လိုက်ပါမယ်။ ကာဘာခွာလိုက်တာကျိုးရချောင်းအောင်ပြတ်သွားပြီဗျာဒီဘက်စွန်စုံကအနေနဲ့အနေနဲ့ကြားကျိုးနှောင်းက AC ဝင်ကျိုးဗျအလဲကတစ်ချောင်းစီက LED မီတန်တစ်ခုစီကိုဆက်ထားတာဗျ LED မီတန်ကစုစုပေါင်း2တန်းပါဒီဘက်စုံကကျိုးပြူလေးစုပြီးဆက်ထားတာကတော့ common ဖြစ်မယ်ဗျ ဒါကပြင်းပက်သွားတဲ့ကြိုးရန့်တွေအစာအစွန်စတွေပေါင်းဆက်ထားတဲ့ common point ပြအခုကျွန်တော် circuit board ကကြိုးတွေကို ဖြုတ်လိုက်ပါတော့မယ်ခန်းကမှောင်နေလို့မိဖွင့်လိုက်တာပါ စက်ကပြားကိုစစ်ကြည့်ဖို့ဘူးတဲကနေစက်ကပြားကိုထုတ်လိုက်ပါမယ်ဓာတုစက်ကပြားပြတိတ်တော့ရွှေရွှေထွေထွေမရှိပါဘူးဒီနှလုံးက SCR တွေပါဒီလေးခုကတော့ bridge diode တွေဖြစ်ပြီးဒါကတော့ push button ပါ ခု circuit ပုံစံကို ရှင်းပြပါမယ်။ line နဲ့ neutral ကဝင်လာတဲ့ AC ကို base diode တွင်နဲ့ DC ပြောင်းလိုက်ပါမယ်။ DC ပေါင်းပို့လိုက်မှာ150 kΩ နဲ့ short ချပြီးတော့ controller ရဲ့ pin 5ကိုဆက်တက်လိုက်ပါမယ်။အဲ့ဒီ DC ပေါင်းပို့လိုက်ကိုပဲကွန်ဖြစ်သုံးဖို့အပြင်ဘက်ကိုကြိုးနဲ့သွတ်ထုတ်ယူရပါမယ်။အပြင်ဘက်မှာတော့ LED meter နှစ်ခုရဲ့ anode တွင်နဲ့စူပေါင်းပြီးဆက်လိုက်ပါမယ်။ အနှုတ်ဗိုလ်လိုင်းကိုတော့ push button ချာခံပြီးတော့ controller pin လေးကိုဆက်လိုက်ပါမယ် AC neutral တစ်စကို2 mega ohm ခံပြီးတော့ controller pin 6နဲ့ဆက်လိုက်ပါမယ် controller pin 1ကတော့အနှုတ်ဗိုလ် ground line မှာအဲ့ဒီမီဒန်တွေရဲ့အစွန် က်တုပ်အစွန်းတွေကို SCR ရဲ့ end node တွေနဲ့ဆက်လိုက်ပါမယ်ပြီးတဲ့အခါမှာ SCR ရဲ့ gate တွေကို controller ရဲ့ pin 2နဲ့3မှာဆက်လိုက်ပါမယ် capacitor ကိုတော့ပေါင်းပုံလိုင်း150 kilo နဲ့ short ချထားတဲ့အပေါင်းပုံနဲ့အနှုတ်ပုံကြားမှာ filter နေတဲ့ထပ်ပြီးတက်လိုက်ပါမယ်အခု circuit ပြားကိုဘူးရဲပြန်ထည့်ပြီး series set ထားတဲ့ led တွေက ကျွန်းနဲ့ LED ကိုရွေးထည့်ဖယ်ပြရပါမယ်။ series တရဆိုတော့တလုံးကျွန်းတာနဲ့အကုန်မလွန်းတော့ဘူး။အခုအားကတလုံးမကကျွန်းနေပုံရပါတယ်။ဒါကျွန်းနေတဲ့ LED တွေပါဖြတ်ထုတ်ဖယ်ပြရပါမယ်။ AC တူတာတွေကို DC drive ပြောင်းပြီး CD တုံးထားတာမလို့ Q ဆိုက်ပြီးတော့စိတ်ရှည်ရည်နဲ့ရှားပါမယ်အန်ရလည်းနည်းနည်းတော့များပါတယ်ဗျာ Q design နဲ့တေချာသတိထားပြီးလုပ်ဖို့တော့လိုပါမယ် ကျွန်းနေတဲ့ LED တွေကိုဖယ်ထုတ်လိုက်ပါပြီ။သူတို့နေရာမှာခုမှရှိတဲ့ LED တွေရဲ့ diode နဲ့ resistor တွေကိုတွဲပြီးအစာထိုးထည့်ပြီးပြန်သုံးမှဖြစ်ပါတယ်။အစာထိုးထည့်မဲ့ LED တွေနဲ့ resistor တွေပါ။ LED ပြားနှလုံးအစိမ်းတစ်လုံးအဝါတစ်လုံးမှာ resistor တွေကတော့၃အုပ်နဲ့သုံးပါမယ်။ ီဒီယိုသိရှိသွားမှဆိုလို့ကျွန်တော် LED အပြားတစ်လုံးကိုပဲဖော်ပြလိုက်ပါမယ်။ကျွန်တော်တွေကတော့အလင်းအသင့်လုပ်ပြီးသားပုံစံတွေသာဖော်ပြပါမယ်။ အလီဒီလေးလုံးစလုံးကိုစကစ်မှာတက်ဖို့အဆင်သင့်ဖြစ်နေပါပြီ LED မီတာတစ်ခုမှာအသင့်လုပ်ပြီး LED နှလုံးစီအစားထိုးထည့်လိုက်ပါမယ်။ဂျန်နာတွေကတော့ diode resistor တွေနဲ့အစားထိုးလိုက်ပါတယ်။ circuit ထဲဝင်ကိုလည်း diode နှလုံးစီကြားကန်ထည့်လိုက်ပါတယ်။ ကွန်မွန်ညိုကိုစက္ကန့်မှာပြန်တက်လိုက်ပါပြီ။အပြင် LED နှစ်တန်းရဲ့ကက်သွန်ဆွန်းတစ်ခုစီကိုလည်းစက္ကန့်ဝင်ဒိုင်ယိုတလုံးစီရဲ့အနုတ်တွေမှာဆက်လိုက်ပါတယ်။

ဂလူးကန်နဲ့ကော်ရီဖြောချပြီးကျိုးတွေမေးနိုင်အောင်လုပ်လိုက်ပါတယ် ဆက်ကရဲ့ကြိုးကဘာကိုပြန်ဖုံးလိုက်ပါပြီစကကူပါဝါပေးလိုက်ပါပြီ။ အလေးတွေလင်းကုန်ပါပြီဗျာအပြင်ဘက်ကိုသွားပြီးတော့ကျိုးတွေကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်လှုပ်လိုက်ပါရစေ။ ခုအပြင်မှာပဲပါဝါတက်ပြီးစမ်းကြည့်လိုက်ပါတယ် LED အလုံးကောင်းမွန်မွန်လဲနေကြပါပြီအလိုရှိရနေရာမှာတက်ဆင်ပြီးအသုံးပြုနိုင်ပါပြီရှင်းရှင်းပြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြပါစို့